မရွှေသေးကညနေမှာ98သိန်းကျော်အထိတက်ပါတယ်။မြမငွေသေးကညနေမှာနှင်းငယ်ပြန်ကျပါတယ်။ ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုချမ်းမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က9ရက်နေ့6လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ6:00မိနစ်40ရှိနေပါပြီမြန်မာရွှေက15ပဲရေကြာသားကို83သိန်းနဲ့မှ9016ပဲရေကြာသားကိုဆိုင်ကရောင်းတဲ့ဈေးက88သိန်းနဲ့မှ3000ဆိုင်ကလက်ခံတဲ့ဈေးက89သိန်းနဲ့မှ9000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4440ဆိုင်ကလက်ခံတဲ့ဈေးက4000 4380ယူရိုငွေတရယူရိုကိုမြန်မာကျပ်ငွေ9085ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်းကရောင်းနေဈေးက3435ကျပ်ဆိုင်းကလက်ခံနေဈေးက3385ကျပ်တရုတ်ငွေတရယူကိုမြန်မာကျပ်ငွေ618ကျပ်အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2895ကျပ်ဒိုင်းပန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ဖေးကျပ်ယူသမားတွေကဘက်ငွေ950ကိုမြန်မာကျပ်ငွေတသိန်း ချက်ပေးပဲယူသမားတွေကကျက်တဲ့သိန်းကိုဘတ်ငွေ935ဘတ်ဂျပန်ငွေ3313.45ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ66.61ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3150.62ကိုမြန်မာကျပ်ငွေတသိန်း ိန္ဒိယဝင်1925.66ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုတော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှာပဲငွေလဲလဲလုကြပါလို့ကျွန်တော်ကကြံပြူချင်ပါတယ်မြမရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့ အခောက်ရွှေအခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်မြမချွေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်မြမချွေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံ့မာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ